software ကိုရောက်သွားပြီဆိုလို့ရှိရင် quick access to bar เนาะ quick access to bar ဒီနားမှာเนาะကျွန်တော် autocad မှာနောက်ပိုင်းသုံးရမယ် layer တော့ property တို့အတွက်အလင်းမြန်ခေါ်ပြီးသုံးကျင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကနေတော့ကျွန်တော်ယူပြီးတော့သုံးတယ်ပေါ့เนาะဒါလေးတွေ okay เนาะ quick access to bar ရှိမယ်နောက်ပြီးရင်ကျွန်တော်ဒီနားမှာ application menu file အတစ်တောင်းတာတော့เนาะရှိတဲ့ file တွေဖွင့်တာ save လုပ်တာဒါတွေအတွက်ကျွန်တော်တို့သုံးဖို့အတွက်ပေါ့เนาะဒီဟာ application menu ရှိမယ်နောက်ပြီးဒီဟာလေးကကျတော့ကျွန်တော် ribbon ပေါ့နော် drawing ribbon လို့ခေါ်ပါတယ် ribbon ကကျတော့ကျွန်တော်တို့ autocad မှာအခြေခံအဖြစ်ကျွန်တော်တို့အတုံးများတဲ့ကျွန်တော်တို့ line ဆွဲနည်းတွေစဝိုင်းဆွဲနည်းတွေနော်အကွေးတို့လေးတောင်တို့ rectangle စသဖြင့်အဲ့ဒါတွေဆွဲဖို့အတွက်ကိုအစင်းနဲ့ယူသုံးဖို့အတွက်သူပြထားတဲ့ tab ကလေးပေါ့နော် home ribbon ဒါဆိုလို့ရှိရင် draw လောက်တာနဲ့ဒီ modify လောက်တဲ့အပိုင်းတွေပေါ့နော်ဒီဟာ move လောက်တာ copy လောက်တာတွေအတွက်ရှိရတဲ့ဟာလေးပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျတော့ကျွန်တော်တို့ insert ribbon ော် annotate ribbon parametric view ဒါကြောင့် 3D ဘိုင်းရောက်ဝိုင်းပေါ့ကျွန်တော်တို့နော် 3D ဘိုင်းနဲ့ layout အပိုင်းနေနော်ဒီလိုမျိုး ribbon လေးတွေရှိမယ် search bar ဒါကြတော့ Google နဲ့ချိန်ပြီးတော့ရှားတဲ့ဟာလေးပေါ့နော်ဒီဟာနောက်ပြီးရင်ကျွန်တော်တို့ဒီမှာတွေ့ရမှာတော့ဒါ UCS ပေါ့နော် UCS လေးဒါတွေ့ရမယ် UCS icon တစ်ချက်လေးပြလိုက်မယ် XY ကျွန်တော်လက်ရှိမြင်ရတာ 2D view နော် XY နဲ့ကျွန်တော်ပြမယ်နော်ဒီလိုမျိုး horizontally ကျွန်တော်မြင်ရမှာ x ဝင်ရော vertically မြင်ရမှာ y ဝင်ရော